အနောက်ဆားနဲ့ပလိုက်တဲ့မိခေါကြောင့်ကင်မရာရှိမှပဲပွဲထားချင်လိုက်တဲ့ဖူပါကြီးမင်္ဂလာပါပြိတ္တကြီးမီဒီယာတမားတိုင်းပြိတ္တတိုင်းရဲ့မိခုနေကိုအမြဲတမ်းအာရုံမထားပဲရှောင်ကွင်းပြီးဖြစ်ဆိုတတ်တဲ့ပြိတ္တချစ်တော်ဖူပါကြီးကတော့အခုဆိုရင်တိမခန်နိုင်တော့လို့ကင်မရာရှိမှပဲပွဲချခဲ့ပြီလည်းဖြစ်ပါတယ်လွမ်းပါကအမှုပညာတမားမှုဝေဖန်တန်တွေကိုတော်ရုံကူးဆိုင်တတ်တယ်လို့ပြိတ္တတင်းနဲ့လေအတိုက်ခံသိမ့်မလို့ပါဘူးသူကအရှင်ကအစရောဘွားမှာပြိတ္တချစ်ကို အပြစ်ဝရထားပေမဲ့မင်းသားလှုပ်ချင်မှာတော့ပြိတ္တတ်တွေဝေဖန်မှုကိုအပြင်းထန်ခံခဲ့ရလေဖြစ်ပါတယ်ပြိတ္တတ်တွေကတော့လွမ်းပါရဲ့အမှုပညာမကြိုက်လို့ဝေဖန်တာမျိုးမဟုတ်ပဲလွမ်းပါရဲ့စိတ်တက်တွေလောရက်တွေကို မကြိုက်လို့ဝေဖန်ပြောဆိုခဲ့တာပါလွမ်းပါရမင်းသားဘဝမှာအေးဆေးမနေပဲအခြေအရှုပ်ရှင်တွေလုပ်ခဲ့တာမို့ပြိတ္တတ်တွေကြားမှာပြောစရာဖြစ်နေကြရလေဖြစ်ပါတယ်လွမ်းပါရတော့ပြိတ္တတ်တွေရဲ့ဝေဖန်တာကိုတော်ရုံကူးမဆတဲ့လို့မီဒီယာရှေ့ကိုမပေါ်လာတော့ နည်းနည်းတော့ကြာသွားပါတယ်။လွမ်းပါရအရှင်ကဘသူတွေပါပြောပြောတိခတ်နေပေမဲ့နောက်ပိုင်းမှာတော့ခက်ရိုင်းတွေတုတ်ပြန်လာခဲ့ပြီလည်းဖြစ်ပါတယ်။ဝေဖန်တွေကိုတော်ရုံဖြစ်ရှင်းတက်တယ်လွမ်းပါကအခုနောက်ပိုင်းမှာတော့မီဒီယာရှေ့မှာတိတ်မပေါ်လာခဲ့ပေမဲ့လိုင်းမှာမှလုံလုံချွတ်ချွတ်ဝေဖန်တာတွေကိုတော့ခက်ရိုင်းတောင်ဖြစ်ရှင်းနေကြလည်းဖြစ်ပါတယ်။လွမ်းပါရတော့သူ့ဝေဖန်တာမျိုးတွေ့ရင်တော့အရှင်လိုမျိုးတိတ်မနေပဲအမတ်တရားတချို့ကတော့ပြိတ္တနာခအောင်ပြန်ပြောလို့ရှိပါတယ်။ အဲ့ဒီလိုမျိုးဆက်ဆက်တိမကဖြစ်နေတဲ့လွမ်းပိုင်ကအခုဆိုရင်မိရာရှိကိုပြန်ရောက်လာခဲ့ပါတယ်။လွမ်းပိုင်အားမကြခင်ကသူ့ပါဝင်ရိုက်ကူထားတဲ့5 plus 1ရုပ်ရှင်စကားကြီးရှုံတင်တော့မှပရိသတ်ရဲ့ရှိကိုပြန်ရောက်လာခဲ့ရဖြစ်ပါတယ်။လွမ်းပိုင်ကသူ့ပါရိုက်ကူထားတဲ့5 plus 1ရုပ်ရှင်စကားကြီးပရိရှုတက်ရင်ပရိသတ်ရဲ့ရှင်နိမှုရအောင်အင်တာဗျူးဖြည့်ခဲ့ပေမဲ့ပွဲထက်ဖြစ်ခဲ့မိလည်းဖြစ်ပါတယ်။သူကတော့မီဒီယာသမားတွေရဲ့တင့်တော်တဲ့မေးခွန်းတွေကိုပြန်ဖြေဖို့ပွဲတက်ခဲ့ပေမဲ့ မီဒီယာသမားတယောက်ရဲ့မိကွန်းကသူ့ရဲ့အနာကိုစားနဲ့ပလိုက်တယ်လို့ဖြစ်ခဲ့တာပေါ့လွမ်းပိုင်ကဖိုက်ပလန်ဝဲရုပ်ရှင်စကားကြည့်ရဲ့ပရီရှုံးမှာတော့မီဒီယာသမားတွေနဲ့အင်တာဗျူးဖြစ်ဆိုခဲ့တာပေါ့သူကအရင်လိုတိမခန့်တော့ပဲမကြိုက်တဲ့အရာတွေကိုတောက်ပြတ်တတ်တယ်ဆိုပြီးဖြစ်ဆိုခဲ့တယ်လို့သတင်းတူတွေကြောင့်ဆက်ရှုရတယ်ဆိုပြီးတော့ပြောဆိုခဲ့ရလည်းဖြစ်ပါတယ်။သူကသတင်းတူတွေမီဒီယာသမားတချို့ရဲ့မမေးတဲ့မေးခွန်းတချို့ကြောင့်စိတ်ညစ်ရတယ်ဆိုပြီးတော့ဖြစ်နေချင်းမှာပဲသတင်းသမားကောင်လေးတယောက်ရဲ့အမေကြောင့် ွဲထားဖြစ်ခဲ့ရလည်းဖြစ်ပါတယ်မီဒီယာသမားတယောက်မေးခွန်းကလည်းကြားရလူတိုင်းရေရမှလားအံ့ဩရမှလားမသိရအောင် ဖြစ်ခဲ့ရတော့အသေးချပါပဲနော်မီဒီယာသမားတယောက်ကလွမ်းပိုင်ကိုစကားကြောင်မေးတယ်လို့လူနဲ့အခြေရေးကြောင်ကိုပြန်ဖော်ခဲ့တာမို့လွမ်းပိုင်တယောက်အနာအဆာနဲ့ပတ်ခဲ့တယ်လို့ဖြစ်ခဲ့ရလည်းဖြစ်ပါတယ်မီဒီယာသမားတွေကလွမ်းပိုင်ကခုလိုပဲမေးမြန်းခဲ့တာပါမီဒီယာသမားကပထမတော့မိချောအောင်၃ယောက်အခုကြတော့မိချောဟာ၅ယောက်ဆိုတော့နိုင်ရလားဆိုပြီးတော့ မင်းမြခဲ့တာပေါ့လွမ်းပိုင်ကတော့အဲ့ဒီအမေကြကြချက်မှဟန်နာမဆန်နေအောင်ဖြစ်ခဲ့တာပေါ့လွမ်းမိုက်ကအက်စကမမရိုင်းနဲ့တော့ဘောင်းမီချော300လေးဆိုပြီးတော့ပွဲစာကျန်တော့တာပါပဲမီချော300ရဲ့အစ်စ်တော်ပုံဆက်လန်းကြောင်းပြိတက်တွေဝေဖန်တာခံနေရတယ်လွမ်းမိုက်ကိုအရှင်ကမီချော300ရောက်အခုတော့9ရောက်နိုင်ရလားဆိုတဲ့အမေကဒေါသတတော်ထွက်စီရလည်းဖြစ်ပါတယ်လွမ်းပိုင်ကတော့မီဒီယာသမားရဲ့အမေကိုကြကြချင်းမပဲ ကင်မရာလေးရှိတာကိုတော့နားမလည်တော့ပဲမိုက်ကိုဖြုတ်ပြီးစိတ်တိုင်းထောက်ခရလည်းဖြစ်ပါသည်မမေးတင်တာတွေမေးလို့စိတ်ညစ်ရတယ်ဆိုတဲ့လူကိုမချော်၃ယောက်ကိုနိုင်လားလို့သွားမိတာမို့မကြောက်မနာတာတွေစဲဆိုခံခဲ့ရလည်းဖြစ်ပါသည်လွမ်းပါရင်ရိုင်းဆိုင်နေစိတ်တိုင်းထောက်မှုတွေကအခုဆိုရင်ပြိတ္တတွေကြမှာပြန့်နှံ့ပြီးတော့ပြိတ္တတွေကြမှာစိတ်ဝင်စားစရာတင်းတပုတ်ဖြစ်နေတယ်လို့အရင်၃ယောက်ကြောင့်လေပြန်အဆဖို့တယ်လို့ဖြစ်နေပါပြီနော်ပြိတ္တလေးတို့ရော အခုပြဿနာမှာ ဘိုးဘာကြီးလွန်လာမီဒီယာသမားက